ကျမသိနေတဲ့ဇွန်တွဲလေးတွေရှိပါတယ်။သူတို့ကစကားများပြီးတယောက်နဲ့တယောက်စကားမပြောဘဲနေရာတလားလောက်ကြာမှာတော့ယောက်ျားဖြစ်သူကအိပ်ပြဲမလာတော့ပါဘူး။တကယ်တော့ဖြစ်တဲ့ပြဿနာလေးရလေကြီးကြီးမားမားတော့မဟုတ်လာပါဘူး။အဲ့ဒါကိုတယောက်နဲ့တယောက်မာနရီနဲ့တင်းခန့်နေပြီး "तू आ စခေါ်လို့ကိုကစခေါ်ရင် အောက်ကြတယ်"လို့ခံယူပြီးစမခေါ်ကြပါဘူး။ ခင်ပွန်းပြဲမလာတဲ့အချိန်မှာတော့မိမဖြစ်သူကနောင်နာတွေရလာတယ်။သူသာစကားဆပြောလိုက်ရင်ဒီပြဿနာကဒီလောက်ကြီးမလာမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါကြောင့်သူပြန်လာရင်ပြန်ခေါ်လိုက်တော့မယ်။စကားပြန်ပြောလိုက်တော့မယ်။ဘသူဘယ်မှာမှခွင့်လွှတ်လိုက်တော့မယ်လို့ဆုံးဖြတ်လိုက်ပြင်မယ်။သူ့ရဲ့ခင်ပွန်းကဘယ်တော့မှပြန်မလာနိုင်တော့တဲ့ခီးကိုထွက်သွားခဲ့တာဖြစ်ပါတယ်။သူခင်ပွန်းကိုသူသိချစ်တဲ့အကြောင်း ွင့်လွှတ်တဲ့အကြောင်းပြောပြခွင့်မရလိုက်ပြီသူဆုံးမသွားခဲ့တာပါအဲ့ဒီနောက်တော့သူမကိုစစ်ရှိလာများဖြစ်စည်းနေဆက်နေခဲ့ပါတယ်သူမမပြောရှင်နိုင်တော့ပါဘူးကျမတို့ဘဝမှာလေတခါတည်းစိတ်ခံမသိတဲ့အခါမပြောသင့်တဲ့စကားတွေဒေါသအလျောက်ပြောမိတတ်ကြတယ်သူ့ရဲ့စကားတစ်ခွန်းကြောင့်ပဋိဒေမှုတစ်ခုခုကြောင့်ခွင့်မလွတ်နိုင်အောင်စိတ်ဆိုးနေမိတတ်ပါတယ် သူ့ကိုခွင့်လွှတ်ချောင်းပြောဖို့မာနာကတင်းခတ်နေတတ်တယ်။ရန်ဖြစ်ပြီးရင် သူကစပြီးတောင်းပန်ဖို့စပြီးခေါ်ဖို့လို့မန်တခွဲသားနဲ့မာနာကြည့်နေတတ်ပါတယ်။ကျမလေးအရင်ကဆိုစိတ်ကောက်ရင်အကြာကြီးကောက်နေမိတတ်ပေမယ့်အခုနောက်ပိုင်းမှာတော့ကိုချစ်တဲ့သူတွေကိုကြကြာကြီးစိတ်ဆိုးစိတ်ကောက်မနေတော့ပါဘူး။အချိန်တွေကတမိုးရှိသလိုကိုရောသူပါစိတ်ချလေးငြိမ်းချမ်းမှုကိုမာနာထက်ပိုပြီးတမိုးထမိလို့ဖြစ်ပါတယ်။ စီဆိုးပြီး9မိနစ်လောက်ဆိုကျမဆေးပြေသွားပါပြီကိုကစပြီးတောင်းမရင်လေတောင်းမလိုက်တယ်လို့ကိုကပဲစပြီးစကားပြန်ပြောလိုက်ပါတယ်